င်္ဂလာပါရှင်ဇွန်လ22ရက်သတင်းခွင်တွင်နေရွှေရန်ကုန်းရဲ့ရန်ကုန်တခွင်သတင်းစုံလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဦးစွာတင်ဆက်မယ့်သတင်းကတော့ရန်ကုန်တိုင်းဒေသကြီးလူငယ်စင်တာတွင်လူငယ်နှင့်သုတေသနစကားဝိုင်းဆွေးနွေးပွဲကျင်းပတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီရန်ကုန်တိုင်းဒေသကြီးအာကစားနှင့်လူငယ်ရေးရာအထောက်အကူပြုလုပ်ငန်းကော်မတီသုတေသနကော်မတီများမှပြုလုပ်သောလူငယ်နှင့်သုတေသနစကားဝိုင်းဆွေးနွေးပွဲကိုဇွန်လ22ရက်နေ့ပိုင်းကရန်ကုန်မြို့သာကေတာမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီးလူငယ်စင်တာတွင်ပြုလုပ်ကြောင်းသိရပါတယ်။ဆွေနေပွဲတွင်ရန်ကုန်တိုင်းဒေသကြီးအာကစားနှင့်လူငယ်ရှေ့ရအထောက်အကူပြုလုပ်ငန်းကော်မတီဥက္ကဋ္ဌဦးစော်လင်ဦးမှနှုတ်ခွန်းဆက်စကားပြောကြားပါတယ်။အဲ့ဒီနောက်ဤပညာအသုံးပြုသူတေသနာမေကွန်များဖြည့်ကြားခြင်းကိုဆောင်ရွက်ကြပြီးရန်ကုန်တိုင်းဒေသကြီးလူငယ်ရှေ့ရကော်မတီမှဦးထွန်းအုပ်စိုးကဦးဆောင်ပြီးဒေါက်တာနိုင်လင်းထွန်း Medical Officer ရှန်ယိုယာဒေါက်တာညီထွန်းဆန်း Director of Strategy, Partnership and Public Relations, Apollo Global Education, Director the Tan Sin Thong, founder of NSNS Institute တို့ကလူငယ်နှင့်သူတေသနာစကားဝိုင်းကိုဆွေးနွေးကြကြောင်းသိရပါတယ်။အဒီနောက်တက်ရောက်လာကြသူများကသုံးသပ်ဆွေးနွေးကြပြီးရန်ကုန်တိုင်းဒေသစီအကစားနှင့်လူငယ်ရှေ့အထောက်အကူပြုလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌဒေါ်သီရာခိုင်ကရှေ့နယ်ရှေ့သုံးဆဲပုံအကြောင်းအသိပညာပေးပြောကြားပါတယ်။အခမ်းအနားသို့ရန်ကုန်တိုင်းဒေသစီခရိုင်မြို့နယ်အစဉ်ဌာနဆိုင်ရာတာဝန်ရှိသူများတက္ကသိုလ်များမှအကြောင်းသားကြောင့်သူများလူမှုရေးအသင်းအဖွဲ့များမှအသင်းသူအသင်းသားများ အထူးဖိတ်ကြားထားသောဧည့်သည်များတရားကြောင်သိရပါတယ်ဒီသတင်းကိုတော့အောင်မြင့်ကပေးပို့ထားပဲဖြစ်ပါတယ်ရှင် နောက်ထပ်တင်ဆက်မယ့်သတင်းကတော့တိုတေးမြို့နယ်တွင်ဒုတိယအကြိမ်မိုးရာသီသစ်ပင်ဆိုင်ပြိုပွဲကျင်းပတဲ့သတင်းဖြစ်ပါတယ်။တိုတေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတစ်တော်ဦးစီးဌာနနဲ့လမ်းဦးစီးဌာနတို့ပူးပေါင်းကျင်းပသောစုပေါင်းသစ်ပင်ဆိုင်ပြိုပွဲကိုဇွန်လ21ရက်နေ့က9နာရီကတမတကောခြေဝအုပ်စု၄အိမ်ခြေဝအရှိချမ်းတိုတေးလှိုင်သာယာကလန်ဘေးမိုင်တိုင်း၃မြင်းဆောင်၆မှ၄မြင်းဆောင်၃ညရင်ကျင်းပရာခရိုင်စီမအုပ်ချုပ်ရေးမှုဦးညွန့်နယ် ဖွဲ့ဝင်များမြို့နယ်အုပ်ချုပ်ရေးမှဦးခင်မောင်မြင်းနဲ့ဌာနဆိုင်ရာများခရိုင်မြို့နယ်အမျိုးသမီးရေရအဖွဲ့ခရိုင်မြို့နယ်မိခင်နယ်ကလေးဆောင်ရှောင်းရီအသင်းမြို့နယ်ကြက်ချင်းနီတပ်ဖွဲ့ဝင်များရက်ွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုနယ်အဖွဲ့ဝင်များចောင်းသားចောင်းသူများကျေးရွာနေပြည်သူများကမန်ချန်ရှာစုစုပေါင်းအပင်2500အဒုတိယအကြိမ်အဖြစ်စိုက်ပျိုးကြကြောင်းသိရပါတယ်ဒီသတင်းကိုတော့မျိုးလိုက်ကပေးပို့ထားပဲဖြစ်ပါတယ်ရှင် ထပ်မံနေဆံမဲ့တဲ့ကတော့အမျိုးသား TB ရောဂါတိုက်ဖျက်ရေးစီမံကိန်းဗဟိုရန်ကုန်ရှုံခွဲမှခရမ်းမြို့နယ်သို့ကွင်းစင်ကူတာပေးတဲ့တဲ့ဖြစ်ပါတယ်။အမျိုးသား TB ရောဂါတိုက်ဖျက်ရေးစီမံကိန်းဗဟိုရန်ကုန်ရှုံခွဲရန်ကုန်တိုင်းဒေသကြီး TB ရောဂါတိုက်ဖျက်ရေးဌာနမှနယ်လေစေကူတာအဖွဲ့နဲ့ခရမ်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းပြီးရန်ကုန်တိုင်းဒေသကြီးတန်လင်းခရိုင်ခရမ်းမြို့နယ်အတွင်းရှိကျေးရွာများသို့ကွင်းစင်ပြီးကျေးရွာနေပြည်သူများအားကွင်းစင်စစ်ဆေးစေကူတာပေးကြောင်းသိရပါတယ်။နယ်လေစေကူတာ ာမှုဆောင်ရွက်ရာတွင်ဇွန်လ16ရက်နေ့မှ20ရက်နေ့အထိကင်မွန်းချုံကျေးရွာ၊ဖရားပြူကျေးရွာ၊ကမာမတ်ကျေးရွာ၊ပိန်းကန်ကျေးရွာ၊တမန်ကြီးကျေးရွာများမှပြည်သူ865ဦးကိုအထွေထွေကျန်းမာရေးဆောင်ရှားမှုပေးပြီး839ဦးအားဓာတ်မှန်ရိုက်စစ်ဆေးပေးခြင်း၊တီဘီရောဂါရှာဖွေပေးခြင်း၊လူနာ30ဦးကိုသလိပ်စစ်ဆေးပေးခြင်းတို့ကိုဆောင်ရွက်ပေးကြကြောင်းသိရပါတယ်။ဒီသတင်းကိုတော့နှင်းနှင်းကပေးပို့ထားပေးဖြစ်ပါရဲ့ရှင်။ နောက်ဆုံးနဲ့ဆက်မဲ့တဲ့ရင်ကတော့ရွှေပြည်သာမြို့နယ်တွင်သွေးလုံတော်ကိုရောဂါကျူတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်တဲ့တဲ့ရင်ဖြစ်ပါတယ်။ရန်ကုန်မြို့တော်စီပင်တာယာရေးကော်မတီပြည်သူ့ကျန်းမာရေးဌာနလက်ထောက်ဌာနမှဒေါက်တာရွှေဘောဦးဆောင်ကမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနဲ့အဖွဲ့ဝင်များမြို့နယ်စီပင်အုပ်ချုပ်ရေးမှရုံဝင်တန်းများမြို့နယ်ကျန်းမာရေးဝင်တန်းများဆရာဆရာမများရက်ွက်ကျေးရွာအုပ်ချုပ်ရေးမှနဲ့အဖွဲ့ဝင်များအမျိုးသမီးရှေ့ရအဖွဲ့ဝင်များမိခင်နှင့်ကလေးဆောင်ရှောက်ရေးအသင်းဝင်များနဲ့လူမှုရေးအသင်းအဖွဲ့များက ဇွန်လ20ရက်နေ့နံနက်ပိုင်းတွင်အမှတ်29ရက်ကွာအမှတ်နှင့်အခြေခံပညာကျောင်းတွင် သွေးလုံတော်ကိုယောဂကာကွယ်ရေးအတွက်ဖုံးတုံလဲစင်းနှင့်အဘိစေခတ်ခြင်းလုပ်ငန်းများကိုဆောင်ရွက်ကြပြီးကျန်းမာရေးအသိပညာပေးလက်ကမ်းစောင့်ဆောင်များပေးဝေကြကြောင်းသိရပါသည်ဒီသတင်းကိုတော့အေမိုကပေးပို့ထားပါပဲဖြစ်ပါရဲ့ရှင်